ကဲသားသမီးတို့ရေဒီကဆရာရဲ့ဇပွဲပုံကြည့်ပါဦးเนาะဆရာကဒီတစ်ခါเนาะဇပွဲပုံမှာဘာလေးရောက်နေလဲဆိုတော့ shapes လေးရောက်เนาะသားသမီးတို့ဆိုတော့ shapes တွေကဘာတွေလဲเนาะ shapes တွေဘယ်နှခုရှိမှလဲเนาะဒါလေးတွေကိုသားတို့နဲ့ဆရာတို့နဲ့အတူတူ လေ့လာကြမယ် ဆိုတော့လောဆယ်ဆရာသားသမီးကိုသင်ပေးချင်တာကနော် shapes လေးမျိုးအကြောင်းကိုပြောချင်တယ်ဆိုတော့ဒီ shapes လေးမျိုးကဘာတွေဖြစ်မလဲနော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့သားသမီးတို့ရေဆရာနဲ့အတူတူဒီ shapes လေးမျိုးကဘာတွေလဲအတူတူလိုက်ပြီးလေ့လာလိုက်ကြအောင်ဟုတ်ပြီနော်တာတို့တို့ကဲဒါဆိုရင်ပထမဆုံး shape လေးတစ်ခုကိုဆရာယူကြည့်ကြည့်မယ်ကဲ ဆရာယူလိုက်ပြီကဲတာရသူမျိုးကဲတေချာကြည့်အော်ဒီ shape လေးကိုတာရသူမျိုးမြင်ဘူးကြလားကဲတာရသူမျိုးတေချာကြည့်နော် shape လေးကိုကဲဆိုတော့ဒီ shape လေးကတော့ဝိုင်းဝိုင်းလေးဖြစ်နေနော်ဆိုတော့ဆရာတို့မြန်မာလို့ဆိုရင်ဒါဘယ်လိုခေါ်လဲ set 1ဟုတ်ပြီနော်ကဲဒါဆိုဆရာတို့ English လို့ကြတော့ဆရာတို့ circle လို့ခေါ်နော် circle ကဲဒါဆိုတော့တာရသူမျိုးရေဒီ circle လေးတွေကိုကြတော့တာရသူမျိုးဘယ်မှာ မြင်မှုနေကြဖြစ်တယ်ကဲဒါတော့စဉ်းစားကြည့်ရင်ကိုယ်ပတ်ဝန်းကျင်မှာဒီလိုမျိုးဝိုင်းဝိုင်းလေးရှိတဲ့ပစ္စည်းလေးကြီးဘာတွေများရှိမလဲကဲဒါတော့ကျွန်တော်မနေ့မနေ့ကြာရင်ဥမာဒါလမ်းပေါ်မှာသွားနေတဲ့ကားတွေကိုမတွေ့ဘူးလားဆိုတော့ကားတွေမှာဗာလေလမ်းပေါ်မှာသွားဖို့အတွက်ကိုတို့ကဗာလေကားဘိန်းတွေတတ်ထားတယ်ဟုတ်တယ်ပါလားဆိုတော့ဒီကားဘိန်းကြီးတွေကတို့ကဝိုင်းဝိုင်းကြီးတယ်မဟုတ်ဘူးလားเออสรุปဒီကားဘိန်းဝိုင်းဝိုင်းကြီးတွေလမ်းမပေါ်မှာလဲနေတယ်ဆိုတော့ဆရာတို့ပတ်ဝန်းကျင်မှာဒါ လူမျိုးစက်ကောက်ရှိရဲ့ပစ္စည်းကကားဘိန်းရှိမယ်ကဲပြီးရင်တရသမီးကိုစဉ်းစားကြည့်ပါဦးစက်ကောက်ဘာတွေများရှိအောင်လဲဆရာတို့မနေ့ကျရင်ဩအေးရနိုးလို့ရှိရင်အပြင်ထွက်ပြီးတော့တရသမီးကိုကြည့်လိုက်ဩကြည့်လိုက်လို့ရှိရင်တရသမီးတို့ဥမာနေကြီးကိုမတွေ့ဘူးလားနေမင်းကြီးကိုစမ်းဆိုအဲ့စမ်းနေရလေဝမ်းဝိုင်းမဟုတ်ဘူးလားတရသမီးတို့ဟုတ်တယ်ကဲဆိုတော့အဲ့နေမင်းကြီးရဲ့ shape ကလည်းဆရာတို့ circle လို့ပြောလို့ရတယ်ကဲဆိုတော့တရသမီးတို့ဥမာဆရာတို့ပတ်ဝန်းကျင်မှာတရသမီးတို့တွေ့ဘူးနေကြ ဘာများရှိအောင်မလဲစဉ်းစားကြည့်ကဲဥမာအဖြစ်ဒီမှာကြည့်သားတို့သူမျိုးကဲဒါကြီးရတော့သားတို့သူမျိုးတို့သိပါလေဟုတ်တယ်မလားသားတို့သူမျိုးတို့ဥမာဘယ်နှစ်နိုင်ထိုးပြီလဲဟလာ၈နိုင်ထိုးပြီ9နိုင်ထိုးပြီတော့စသည်အဖြစ်အချိန်ကြည့်ကြင်လို့ရှိရင်၃နိုင်နိုင်ဆိုတော့သူ့ရဲ့ shape ကြီးကိုကြည့်လိုက်ပါသားတို့သူမျိုးတို့ဝိုင်းဝိုင်းဖြစ်မနေဘူးလားကဲဆိုတော့ဒါမျိုး shape တွေကိုဆရာတို့ကဘာလို့ခေါ်လဲ circle လို့ခေါ် เนาะဒါတော့ကဲတာဆိုရင်ဒါတော့ဒီမျိုးကိုပတ်ဝန်းကျင်မှာရှိရပစ္စည်းလေးတွေကိုလည်းစဉ်းစားဖို့เนาะဒီသုံးခုမှာမဟုတ်ဘူးဆရာတော်အများကြီးရှိသေးတဲ့ circle shape တွေอ่ะเนาะဆိုတော့အဲ့ဒါလေးကိုကွက်ကိုပြန်ပြန်စဉ်းစားကြည့်ကဲဒါတော့ဒီမျိုးရေဒီကဒီ shape လေးကိုကြည့်ပါဦးကဲတွေ့ဘူးကြလားเนาะဆရာတော်မြန်မာလိုဆိုရင်ဒါလေးကဘာလဲ trigon ဟုတ်တယ် English လို့ဆိုရင်ဆရာက triangle လို့ခေါ်တယ်။ဒီမှာအနားသုံးနားရှိတယ်။ပြီးရင်ဒီမှာထိတ်ချွန်လေးတောင်းသုံးတော့ ပါတယ်เนาะ triangle လို့ခေါ်တယ်။အဲဆိုတော့တာရုတ်မျိုးရေเนาะတာရုတ်မျိုးနေစဉ်းစားကြည့်อืมကိုပေါင်းခြင်းမှာဒီလိုမျိုး triangle လေးနဲ့တူတဲ့ပစ္စည်းဘာတွေများရှိလဲ။ကဲဥမာဆိုရင်ဆရာเนาะခေါင်းထဲမှာပိုလာတာဆိုရင်တာရုတ်မနေ့မနေ့ကြာရင်ဒါလက်ဖေးဆိုင်နေပါလေသွားလို့ရှိရင်ဒါစမူစာဟုတ်တယ်မလား။ စားတဲ့ဥစ္စာကဲဆိုတော့လက်ဖေးဆိုင်မှာရောင်းနေဆိုတော့ဒီပုံစံလေးเนาะသူ့မှာလည်းဒီလိုတောင်းချွန်လေး၃ခုပါတယ်ကဲဒါဆိုရင်နောက်ဥမာတအားသမီးတို့อืมအရန်ကြိုက်ကြတဲ့ပီဇာပီဇာဆိုကြည့်ကြည့်ရအောင်ကဲဆိုတော့တအားသမီးတို့ရဲ့ပီဇာကြတော့ဆိုတော့စဖို့လို့ရှိရင်เนาะဒီလိုအဝိုင်းပေါ့เนาะဒါပေမဲ့တအားသမီးတို့စားလို့ရှိရင်အေးဝိုင်းလိုက်ချီကိုကြိုက်စားလာစားဟုတ်လीဟုတ်မလားเนาะဆိုင်ကစားဖို့အတွက်ကိုဒီလိုမျိုး3ခံလေးကြီးသူကလီးပေးထားတယ်ဆိုတော့အဲ့ဒါမျိုးလေးတွေဒီ ဒါ triangle shape တွေဖြစ်တယ်။ကဲဆိုတော့ဒါတို့ပြီးတော့တရားမှတ်ထားเนาะဒါဒီ triangle ဟုတ်ပြီเนาะဒါတော့ triangle ဆိုတာကိုဒါတို့ပြီးတော့မှတ်ထားပါကဲဒါဆိုဒါတို့ပြီးတော့ရေဆရာတို့နောက်ဆုံးတစ်ခုပဲကျန်တော့တယ်ကြည့်ဖို့လို့เนาะဒါဆိုနောက်ဆုံးတစ်ခု shape လေးကဘာလို့များဖြစ်မလဲကဲဒါလေးကလည်းဒါတို့ပြီးတော့ ਨੇ ရင်းနှီးပါတယ်เนาะကိုယ်ပဝန်းကျင်မှာတွေ့မြင်နေကြ shape လေးပါကဲဒါလေးကဆရာတို့မြင်မှလို့ဆိုရင်ဗာလဲတောက်မှန်စတုကန် ဟုတ်ပြီနော်ဒါမှစတုဂံမှာလည်းသူမှအနာလေးနာပါတယ်ပြီးရင်တောင်းလေးတွေ၄တောင်းပါတယ်ကဲဒါဆိုတော့ဒါမှစတုဂံကို zero english လို့ဘယ်လိုခေါ်လဲဆိုတော့ rectangle လို့ခေါ်နော် rectangle ဟုတ်ပြီကဲဒါဆိုတော့ပြောလို့ရည်ဒီ shape ကတော့ zero မြင်ဘူးနေကြ shape ပေါ့နော်ဆိုတော့ကိုပါဝင်ချင်မှာဒီ rectangle နဲ့တူတဲ့ပစ္စည်းဘာများရှိလဲကဲစဉ်းစားကြည့်ဒါဆိုတော့ပြောလို့အခုចောင်းသွားရမှာလားတော်တော့ဥမာចောင်းမှာဆရာမတွေစာသင်တဲ့ white board ကဲဆိုတော့အဲ့ white board ကြီးက ဘာ shape ကြီးလဲ rectangle shape ဟုတ်တယ်မလားနော်ဒီ white board က rectangle shape ရှိတယ်ကဲပြီးတော့နော်နောက်음ဆရာယူလာတာဒီမှာကြည့်ဒါဆိုရင်ရောဒါတို့သူမျိုးကြည့်ကြည့်ပါဟော rectangle shape မဟုတ်ဘူးလားဒီမှာကြည့်ကြည့်ဟုတ်တယ်နော်ဆိုတော့ဒါဒီဒါတို့မိလိုရဲ့အကြောင်းမှာဖတ်စာဟုတ်ပဲဖြစ်ဖြစ်အရမ်းလာရေးတဲ့စာဟုတ်ပဲဖြစ်ဖြစ် rectangle shape ရှိတယ် ကဲဆိုတော့ဒါတော့တင်လို့ရေဆရာတို့ပတ်ဝန်းကျင်မှာ rectangle စဉ်းစားကြည့်မအောင်ဘာများစီစဉ်ဥမာအဲဒမင်းစာစပွဲတို့ဘာလို့ဆိုပါဆိုနော်ဒမင်းစာစပွဲမှာလည်းဒီလိုမျိုး rectangle shape ရှိတယ်စပွဲတွေရှိတာပဲကဲဒါဆိုဒါတော့တင်လို့ရေဒေချာမှတ်ထားကြပါဒီ shape ကလေးကဘာလဲ rectangle ကဲတို့လိုက်တာကဲဒါဆိုဒါတော့တင်လို့ရေဆရာတို့နော်ဒါနောက်ဆုံးအနှစ်ချုပ်လေးပြန်ပြီး ပြောကြည့်အောင်ဆိုတော့ဇာတ်လေးကိုပြန်နှွေးကြည့်အောင်ဆရာဒီနေ့သင်ခဲ့တဲ့ shape ၄မျိုးရှိပါတယ်ဆိုတော့ဒီ၄မျိုးကိုဆရာနဲ့အတူတူပြန်ရွတ်ကြည့်ကြမယ်ကဲပထမတစ်ခု circle circle very good ကဲဒါဆိုဒုတိယတစ်ခု square square ကဲဒါဆိုဒါတို့ဒီလိုဒါပါလေ triangle triangle ဟုတ်ပြီတော်ရဲကဲဒါဆိုဇာတော့နောက်ဆုံးတစ်ခုဟာဒီ rectangle rectangle very good ကဲဒါဆိုဒါတို့မျိုးကြီးဇာတို့ဒီနေ့လေ့လာသွားတာကြည့်ပါဦးနော် shape ၄မျိုးဟုတ်ပြီနော် circle square triangle rectangle ဒီ၄မျိုးကိုလေ့လာပါတယ်ဆိုတော့ဒါတို့မျိုးဒီနော်ဒီ shape ၄မျိုးလေးကိုခေါင်းထဲမှာမှတ်ထားပါ เนาะဒါဘသူမေးမေးပြန်ပြီးရောပြင်နိုင်ရမယ်เนาะနောက်ကိုပါဝင်ကျင်ပါလေဒီ shape လေးမျိုးနဲ့တူတဲ့အရာဝတ္ထုပစ္စည်းတွေအများကြီးရှိတယ်ဆိုတော့ကောင်းတဲ့မှာပြီးထားရမယ်เนาะဒါကဲဒါဆိုရင်ဒီနေ့ဆရာတင်သွားတဲ့သင်ခန်းစာလေးက shapes လေးမျိုးအကြောင်းသင်ခန်းစာဖြစ်ပါတယ်ဒါတို့သမီးတို့စဉ်းစားမယ်လို့ဆရာထင်ပါတယ်